င်္ဂလာပါရှင်2025ခုနှစ်မေလ16ရက်နေ့ညခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။မော်ကဝီလေစစ်ကောင်စီတက်စကန်ကို KNN ပူပေါင်းတပ်ဖွဲ့တွေကတင်ပိုက်လိုက်ပါပြီ။မိုးပြဲကိုစစ်ကောင်စီကအင်အား600ကျော်နဲ့ထိုးစစ်ဆင်လာပြီးစစ်တပ်ဘက်မှ23ဦးသေဆုံးကအလင်းဝင်သူစစ်သား16ဦးရှိပြီးစစ်သား3ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။ရန်ကုန်ရွှေပြည်သာမှာအမျိုးသမီး2ဦးကိုအုပ်စုဖွဲ့မရင်းကျင့် လူရက်အလောင်းဖြောက်သူ၃ဦးကိုဖမ်းဆီးရရှိလိုက်ပါတယ်။စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကိုလိန်ညာပေးနေတဲ့စစ်တပ် lobby တွေကို အရေးယူမယ်လို့ NUG ကထုတ်ပြန်လိုက်ပါတယ်ရှင်။လုံချုံရေးတပ်ဖွဲ့ဝင်အယောင်ဆောင်ဓမြခိုင်ဖမ်းဆီးခံလိုက်ရပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ်အော်စတြေးလျကအလွန်အမင်းစိုးရိမ်ကြောင်းထုတ်ပြန်ထားပါတယ်ရှင်။ဒီသတင်းနဲ့တူဒီကနေ့ညခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ပိုင်ကြုံမြို့နယ်မှာရှိတဲ့မော်ကဝီလေးစစ်ကောင်စီစခန်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ဥဆောင်တဲ့ပူးပေါင်းတပ်တွေကမေလ16ရက်နေ့မနက်6နာရီလောက်မှာတိမ့်ဖက်ရရှိခဲ့တယ်လို့ကရင်စစ်ရေးသတင်းမြစ်ကနေသိရပါဗျ။မြန်မာထိုင်းနယ်ဆက်တောင်ရင်မြစ်နယ်ဂိုက်90တာတာလောက်ဝေးတဲ့နေရာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းမှာခလာရ24ကစခန်းထိုင်နေတာဖြစ်ပြီး KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကမေလ15ရက်နေ့မှာ စနိုက်ပါတွေ drone တွေနဲ့အဆက်မပြတ်ပစ်ခတ်တဲ့အတွက်စခန်းအတွင်းကနေစစ်ကောင်စီတပ်သားတွေနဲ့အရာရှိတွေစခန်းကနေစုတ်ခွာထွက်ပြေးခဲ့ကြတာပါထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာလက်နက်ခဲရနဲ့မတဲဆောင်နိုင်တဲ့အတွက်လက်နက်မျိုးစုံစခန်းအတွင်းမှာကြံရစ်ခဲ့လို့ KNL ပူးပေါင်းတပ်ဖွဲ့တွေကတင်စီရမိခဲ့ပါတယ်စကောင်စီဘက်ကလည်းစကမ်းမကြရည်အတွက်တိုက်လေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်နေတာကြောင့်ဒေတာခံတွေကအတန့်အန္တရာယ်လူမျိုးရည်အတွက် ိုင်းဘက်ကိုစစ်ဘေးတန်းရှောင်ထွက်ပြေးကြတာအယောက်၄00ကျော်ရှိနေပြီဖြစ်ပါတယ်။ထိုင်းနယ်စပ်နဲ့ကပ်နေတဲ့မြန်မာနိုင်ငံကရင်ပြည်နယ်ဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိုင်းစစ်တပ်ဘက်ကလည်းအနိကစောင့်ကြည့်နေပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်ကရနီအစပ်မိုးပြင်းမြို့နယ်ကိုစစ်ကောင်စီကအင်အား600ကျော်နဲ့ထိုးစစ်ဆင်လာပြီးတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကစစ်တပ်ဘက်မှ23ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် ပြူဟာအမတ်တရဲ့ပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်။မေ6ရက်နေ့ကစပြီးမေ16ရက်နေ့အထိစစ်ကောင်စီတပ်ကပြည်သူ့စစ်ပီယန်โนတပ်တွေနဲ့ပူးပေါင်းပြီးအင်အား600ကျော်နဲ့ကုန်းချောင်းနဲ့ရေချောင်းကနေတဆင့်တော်လိုင်းရဲတပ်တွေထိန်းချုပ်ထားတဲ့မိုးပြဲမြို့ကိုထိုးစစ်ဆင်လာကြောင်းစစ်ကောင်စီကမိုးပြဲမြို့အတွင်းကိုစစ်ကြောင်းတစ်ခုမိုးပြဲကုန်းသားစစ်ကြောင်းနဲ့ဖဲခုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်အဆက်ကို စစ်ကြောင်းတစ်ခုစုစုပေါင်းစစ်ကြောင်း၃ခုလို့ ਨੇ ထိုးစစ်ဆင်လာကြောင်းလည်းသိရပါတယ်။မိုးပြဲကိုမြောင်ရွှေမြို့နယ်ဖဲခုံမြို့နယ်အဆက်နဲ့ရေဘူးကျေးရွာစွန့်ဆွဲကျေးရွာနဲ့လွယ်လုံးကျေးရွာဘက်မှတဆင့်ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ရှမ်းတောင်၊ကယား၊ခရီနီစစ်တိုင်းဒေသရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်၁ရဲ့စီမံကုတ်ကဲမှုတွေအောက်မှာရှိတဲ့ PDF အမှတ် P31006 တပ်ရင် P3100 9တက်ရင်နဲ့ပြားစစ်ကြောင်းတို့ကဆယ်ရက်တာခုခံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ပြည်သူစစ်နဲ့ PNO တို့ဘက်မှဆက်ရှိဦးထွန်းမင်းနဲ့တည်ဆုံခဲ့ပြီးတရားရရှိသူအများအပြားရှိကြောင်းနဲ့အဲ့ဒီစစ်ကြောင်းရဲ့ထိုးစစ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကဟန့်တာနိုင်ခဲ့ကြောင်းလည်းသိရပါတယ်။ဒါ့အပြင်စစ်တပ်နဲ့ PNO ပူးပေါင်းပြီးစစ်ကြောင်းရဲ့တိုက်ခိုက်ရေး drone ကြီးနှစ်စင်းကိုတော်လှန်ရေးတပ်တွေကပစ်ခတ်နိုင်ခဲ့ကြောင်းလည်းသိရပါတယ်။ အလားတူမိုးပြင်းမြို့အတွင်ကိုထုတ်စစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လန်ရေးတပ်တွေအကြားမေလ14ရက်နေ့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ဘက်မှ9ထပ်မင်းတေဆုံးခဲ့ပါတယ်စစ်တပ်ဘက်မှတန်ရာရရှိသူ များပြားရှိပြီးခမာရ၄နှစ်နှစ်တပ်စခန်းကိုပြန်လည်ဆုတ်ခွာနိုင်ခဲ့ရန်အတွက်စစ်ကောင်စီကလက်နက်ကြီးအစိမ့်ငွေတွေအလွန်အကျွံပစ်ခတ်တိုက်ခိုက်ခဲ့ကပြန်လည်ဆုတ်ခွာသွားကြောင်းလည်းသိရပါတယ်တော်လန်ရေးတပ်ပေါင်းစုတွေကစစ်တပ်ရဲ့ MA3 တနတ်3လက် MA1 တနတ်7လက်စုစုပေါင်းတနတ်4လက်အပါအဝင်ခရမ်းများလဲတင်စီရမိခဲ့တဲ့အပြင်အလင်းဝင်လာသူပြည်သူစစ်16ဦးရှိကြောင်းလဲသိရပါတယ်အင်အား600ကျော်စစ်ကြောင်း3ကြောင်းနဲ့ထိုးတာကအခုပြန်ဆုတ်သွားတဲ့သဘောရှိတယ်ပြည်သူလူထုကိုအကြီးကထောက်ဖို့ခိုင်းချင်တာကပြည်ရင်းပြည်ပထောက်ဖို့ပြည်သူတွေအနေနဲ့ကြီးကြိတ်ခါတွေပါဝင် ထောက်ဖို့ပေးကြပါရန်တိုက်တွန်းလိုက်တယ်လို့ ပြည်သူ့ကော်မတီတံတော်ဖြူဟာအမှတ်၁ရဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြပါဗယ်။မေ14ရက်နေ့မိုးပြင်းမြို့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကဓာတ်ရုအစိတ်ဘုံတွေအုံပြုက drone နဲ့ကျဲချခြင်းလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းတွေကိုအလွန်ကျုံလှုပ်ဆောင်လာကြောင်းလည်းသိရပါဗယ်။ဓာတ်ရုအစိတ်ဘုံတွေတုံးတာကကြာပါပြီ။တိုက်ပွဲနီးပါအုံပြုပါတယ်။မေလ14ရက်နေ့တုန်းကအခါတိုင်းထက်အလွန်အကျွံအုံပြူလာတာပါ drone နဲ့ခြားတဲ့ လေရင်တော့မလာဘူးလက်နက်ကြီးနဲ့ပြစ်တယ်လက်ရှိတိုက်ပွဲကပြင်းထန်နေတော့မှပဲလို့မိုးပြဲ PDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်မိုးပြဲမြို့ကိုပြန်လည်ထိန်းချုပ်ရွေးချက်အကြံဖတ်စစ်ကောင်စီကမိုးပြဲမြို့ကိုစစ်မှုထမ်းတပ်သားအင်အားအများပြအုံပြုကစစ်ကြောင်းထိုးနေတာလည်းဖြစ်ပါရဲ့ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းရွှေပြည်သားမြို့နယ်အမတ်ရှိရက်ကွက်မှာ အမျိုးသမီးငယ်တယောက်ကိုအုပ်စုဖွဲ့မရင်းကျင်ပြီး ရွှေလက်စွပ်နဲ့ပုံးယူဆောင်က တက်ဖြတ်ပြီးအလောင်းဖြောက်ခဲ့သူ၃ယောက်ကိုရဲတပ်ဖွဲ့တွေကဖမ်းဆီးစစ်ဆေးနေတယ်လို့ပြောကန်တွေစီကသိရပါတယ်။ဒေသခံတယောက်ကတော်တော်ကြောက်ဖို့ကောင်းတယ်။ရရဆက်ဆက်ဖုတ်ဖြတ်ထားတာအလောင်းစားတွေ့တော့ဘယ်ကလဲဆိုတာဘသူမှမသိကြဘူး။လိုက်စုံစမ်းတော့ရှေ့ရက်ကွက်ကပြတ်သွားတဲ့ကောင်းမလေးဖြစ်နေတယ်။ဂျပန်နိုင်ငံသွားဖို့မြင်းချံကနေတင်တန်းကိစ္စလာစုံစမ်းတာဖြစ်တာ။မနေ့ကပဲအတူပါချတယ်လို့ပြောပါတယ်။တေဆုံးသူဟာအသက်၂၁နှစ်အရွယ်ရှိပြီးဂျပန်နိုင်ငံသွားဖို့အတွက် စာမေးပွဲဖြေဆိုဖို့မြင်းချံမြို့မှာမကြခင်ရက်ပိုင်းကရောက်ရှိလာပြီးရှေးရက်ကွက်တပင်ရွှေထီးလမ်းနဲ့ဘုံမင်းရောင်လမ်းထောင်းမှာရှိတဲ့တုံးထက်အဆောင်မှာ နေထိုင်လာလို့အုတ်ချုပ်ရည်နဲ့နှီးဆက်တဲ့တရင်ရင်မြကပြောပါတယ်ရှေးရက်နေ့ကလေးကကြောက်နေတာလူပြောက်တောင်ရဲစကားမှဖွင့်ထားတယ်အဆောင်ကသူတွေကရည်စားနောက်ပါသွားပြီးလို့ချိန်နေတာအလောင်းတွေမှ အသက်ခံရမှန်းသိတာအုတ်စုခွဲမဒိန်ကျင်းနေတယ်ဆိုတာက CID ကအတီးပြူတာရဲစကားကမိတဲ့သူတွေကိုလူတတ်မှု လူရမှုကြီးကိုင်းနှစ်နာစေမှုနဲ့ဖွင့်ထားတယ်လို့မတိမ်မှုမပါဘူးလို့လည်းသိရပါတယ်။ပြမှုကျူးလွန်သူတွေကိုရဲစခန်းမှာဖမ်းမိတဲ့အခါမှာတည်ဆုံးသူကင်ဆောင်တဲ့ဖုန်းနဲ့ဝတ်ဆင်ထားတဲ့လက်စွပ်ကိုသိမ်းဆီးရမိခဲ့ပြီး အလောင်းကို ရွှေ့ပြည်သားမျိုးဆက်လေးရက်ကွက်ကိုင်းတော့မှတွားရောက်ဆုံးပစ်ခဲ့တယ်လို့သိရပါတယ်။လက်တလုံးမှာဖမ်းဆီးရမိသူသူရလည်းအောင်မြင့်မြတ်နဲ့ကျော်စင်မောင်တို့၃ယောက်ကိုရွှေ့ပြည်သားမျိုးမှရဲစခန်းကရာဇသက်ကြီးပုံမှရေဖြစ်တဲ့ပုံမှ 392မြန်ဆောင်302မြန်ဆောင်201နဲ့အမှုဖွင့်လေးစစ်ဆေးနေတယ်လို့ရဲတပ်ဖွဲ့နဲ့နှီးဆက်တဲ့သူတွေစီကနေသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးစစ်ကောင်ဆောင်များအမိတ်ပေးစေခိုင်းသူအရာရှိများလက်တွေ့လောက်ကန်ဆောင်ရွက်သူလေရင်မှုများတပ်ဖွဲ့ဝင်များထောက်ပံ့ကူညီအပိတ်အမြောက်ပြုသူတွေနဲ့ တဲ့မောင်ကိုခုံးခွက်လိန်ညာနေတဲ့စစ်တပ်လော်ဘီများအားလုံးကိုဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ရန်ဆောင်ရွက်နေကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ကဒီကနေ့မေလ16ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒီကရက်မေ12ရက်နေ့ကစကိုင်းတိုင်းတပတ်ရေးမြို့နယ်အိုးရိန်တွင်ကျေးရွာမှာရှိတဲ့စာတင်ကျောင်းကို စစ်ကောင်စီကပုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းသားကျောင်းသူ22ဦးနဲ့ဆရာမ2ဦးသေဆုံးခဲ့ပြီးတရားကြော်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်များစွာဝန်내ရကြောင်း NUG ကပြောပါတယ်။ ဒါပြင်မေ23ရက်နေ့မှာလည်းရခိုင်ပြည်နယ်ကြက်တတောင်မြို့နယ်ထွရွက်ဝေကျေးရွာဟောင်းကိုလေချောင်းကနေဘုံကျဲခရခလင်းငယ်အပါဝင်ပြည်သူ၁၂ဦးတေဆုံးခဲ့ပြီး23ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်မေ22ရက်နေ့နဲ့23ရက်နေ့မှာမြင်းမူမန်တုံမိုင်းငော် နောင်ချိုမိုးကုတ်ဝက်လက်ရွှေဘုံရွှေကျင်မြို့နယ်တို့မှာလေချောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေတေဆုံးခဲ့ရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ် အန်ယူဂျီကပြုစုထားတဲ့အချက်အလက်တွေရ2023ခုနှစ်ဇန်နဝါရီလ1ရက်မှ2025ခုနှစ်မေ12ရက်အထိရန်ကုန်နဲ့နေပြည်တော်ကလွှဲပြီးပြည်နယ်နဲ့တိုင်း73ခုမှာလေကြောင်းတိုက်ခိုက်မှု1689ခုပြုလုပ်ခဲ့ကြောင်းပြည်သူ343ဦးသေဆုံးခဲ့ကသေဆုံးသူများမှာအသက်18နှစ်အောက်ကလေး441ဦးပါဝင်ခဲ့ပြီးစာတင်ကြောင်း240ဆေးရုံဆေးကန်66ခုနဲ့ဘာသာရေးအဆောက်အအုံ 435ခုပျက်စီးခဲ့ရပါတယ်။အဲ့ဒီအပြင်စစ်ကောင်စီကအပြစ်ခတ်ရစဲရေးကြီးညာချက်ကိုဖန်ပြထုတ်ထားပေမဲ့လေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးတိုက်ခိုက်မှုများဖြင့်အစုလိုက်အပြုံလိုက်တပ်ပြတ်မှုတွေကိုနေ့စဉ်ကျူးလွန်ကြောင်းအဲ့လိုကျူးလွန်မှုတွေပြုလုပ်ပေမဲ့ MRTV မြောက်ဝရီတို့ကနေတဆင့်မြင်းဆန်ကတည်င်းအမားတွေထုံးရတဲ့အပြင်စစ်တပ်လော်ဘီတွေကိုလည်းငွေပေးပြီးတည်င်းတူများ ုံဖြတ်ထားတဲ့အချက်အလက်တွေကိုဖြန့်ချီပြီးဖုံးကွယ်ဖို့စ조사နေတယ်လို့ NUG ကထောက်ပြထားပါတယ်။ဒါပေမဲ့စစ်ကောင်စီကျူးလွန်ခဲ့တဲ့ပြစ်စင်တွေကိုမန်ကန်နဲ့အချက်အလက်တွေနဲ့ပြည်သူလူထုထံပေးပို့နေတဲ့အမီအခိုကင်းဗတင်းမီဒီယာများဗတင်းသမားတွေအားလုံးကိုလည်းပြည်သူလူထုကိုစား NUG ကကျေးဇူးတင်စကားဆိုထားပါတယ်ရှင်။ဆက်လက်ပြီးမန္တလေးတိုင်းတတအူးအမရပူရာချမ်းမြသာစီတောက်ဆယ်မြို့နယ်နဲ့ ညငယ်မျိုးတို့မှပျောက်ကြားဝတ်စုံတွေဝတ်ဆင်ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တွေအဖြစ်အယောင်ဆောင်ခိုင်းဖွဲ့ပြီးသမ ्या တိုက်လူရုံမှုတွေပြုလုပ်နေတဲ့အမျိုးသား15ဦးအမျိုးသမီး2ဦးစုစုပေါင်း18ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။သမ ्या တိုက်လူရဲကျူးလွန်မှုတွေကိုဦးဆောင်သူချမ်းမြတာစီမျိုးနဲ့ညရီနန္ဒာရက်ွက်နေနေချက်လင်း16နှစ်ကိုဖမ်းဆီးရမှာသူ့ရဲ့အထွက်ဆိုချက်အရဇနီးမေမီကိုကိုအပါဝင် 18ဦးကိုပြစ်မှုကျူးလွန်ရာမှာအသုံးပြုတဲ့ပစ္စတိုတနက်လေးလက်မော်တော်ယာဉ်3စီးဆိုင်ကယ်3စီးကြောက်ကြာဝတ်စုံ၄စုံနဲ့အတူထပ်မံဖမ်းဆီးခဲ့ကြောင်းဖော်ပြထားပါတယ်။သူတို့က2023ခုနှစ်ကစပြီးအမရဘူရာမှာရှိတဲ့မောင်တိန်ရွှေဆိုင်ချမ်းမြာတာစီမှာရှိတဲ့ Sky Star Mobile Phone ကြောက်စဲမြို့မစီအတွင်ရှိဦးတန်းထွန်းဒေါခင်ရီရွှေဆိုင်နဲ့ဦးတန်းနိုင်ဒေါ်သူဇာဝင်းရွှေဆိုင်မဟာအောင်မြေ38 36လမ်းနဲ့ 84 85လမ်းကြားမှာရှိတဲ့မန်းမြို့စည်အတွင်းမှာရှိတဲ့ဆယ်တန်းရွှေဆိုင်ချမ်းမြတာစီထွန်းထုံးရက်ကွက်54 55 71 F လမ်းနဲ့ဒေါ်ဆွေစင်ထုံးနေအိမ်အမရပူရစင်ရွာမြင်းမှုကျေးရွာမှာရှိတဲ့မြတ်သစင်အထယ်ဆိုင်ချမ်းမြတာစီအောင်ပင်လယ်ရက်ကွက်55လမ်း103 104ကြားမှာရှိတဲ့ဇာမနီရွှေဆိုင်တို့ကို လူရက်ဓမြတိုက်မှုတွေကျူးလွန်ခဲ့ကြောင်းဆိုထားပါတယ်။လက်ရှိမှာကျူးလွန်သူတွေကိုဥပဒေနဲ့အရေးအရေးယူကဖြစ်စဉ်ပါတတ်သိကံပစ္စည်းတွေကိုပြန်လည်သိမ်းဆည်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းလည်းသိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အရက်တာပြည်သူတွေကိုတေဆုံးတန်ရာရစေခဲ့တဲ့စကိုင်းတိုင်းမှာရှိတဲ့စာတင်ကျောင်းကိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုပေါ်ဩစတြေးလျနိုင်ငံကအလွန်အမင်းဆိုရင်ကြောင့်ဒီကနေ့မှထုတ်ပြန်ထားပါတယ်။ဩစတြေးလျနိုင်ငံသားနဲ့ ကွန်တရေးဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုပြစ်တင်ရှုတ်ချလိုက်ပြီးစစ်ကောင်စီအနေနဲ့အားလုံးပါဝင်တဲ့တွဲဆောင်ဆွေးနွေးရေးလှုပ်ဆောင်မှုနဲ့အပြစ်ခတ်ရက်စရေးကြေညာချက်ကိုလိုက်နာဖို့ပေါ်ပြတိုက်တွန်းထားပါတယ်။အမေရိကန်နိုင်ငံသားရေးဝင်ကြီးဌာနနဲ့ပြင်သစ်နိုင်ငံသားရေးဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတွေကလည်းစကိုင်းတိုင်းတပည့်ရင်းမြို့နယ်ဥရိန်ရင်းရွာစာတင်ကြောင်းလေကြောင်းတိုက်ခိုက်မှုအပေါ်ကိုအလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီးစစ်ကောင်စီအနေနဲ့အကြမ်းဖက်မှုတွေရပ်တန့်ကပါဝင်ပတ်သက်သူတွေအကြားတွဲဆောင်ဆွေးနွေးရေးတွေလှုပ်ဆောင်မှုတိုက်တွန်းထားကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့တွဲဆောင်ဆွေးနွေးရေးနဲ့ပတ်သက်လို့မြန်မာနိုင်ငံရေးမှာစစ်တပ်ပါဝင်နေမှုကို အဆုံးသတ်ဖို့2008အခြေခံဥပဒေပယ်ဖျက်ဖို့စစ်တပ်ကျူးလွန်မှုတွေအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့တရားမျှတမှုရရှိရေးလှုပ်ဆောင်ဖို့အချက်တွေပါဝင်တဲ့ဥတီကြ6ချက်ကိုစစ်တပ်က သဘောတူလိုက်နာဖို့လိုအပ်တယ်လို့ပြောကြားထားပါတယ်။ဒါအပြင်စစ်တပ်ဟာငလင်အကြောင်းပြယာယီအပြစ်ခတ်ရက်စဲရေးပြင်ညာထားပေမဲ့နိုင်ငံတော်လေချောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့မြေပြင်စစ်ကြောင်ထုံးမှုတွေရပ်တန့်ခြင်းမရှိတဲ့အပေါ်ဟန်ပြအပြစ်ခတ်ရက်စဲရေးပြင်ညာချက်ကို NUG ကပြောပါတယ်။စစ်မှန်တဲ့အပြစ်ခတ်ရက်စဲမှုတွေအတွက်ကျင့်ဝတ်စည်းကမ်းတွေ သဘောတူညီမှုတွေလိုအပ်မှာဖြစ်တယ်လို့ဒီကျင့်ဝတ်သဘောတူညီမှုတွေကိုနိုင်ငံဆောင်ရွက်ခြင်းရှိမရှိတေချာစေဖို့နိုင်ငံတကာစောက်ကြည့်လေ့လာမှုတွေလိုအပ်မှာဖြစ်ကြောင်းနဲ့သဘောတူထားတဲ့ကျင့်ဝတ်သဘောတူညီချက်တွေကိုချိုးဖောက်ခဲ့မယ်ဆိုရင်ချိုးဖောက်သူတွေကိုဘလို့အရေးယူရမလဲဆိုတဲ့အရေးယူမှုတွေလည်းပါဝင်ရမှာဖြစ်တယ်လို့ NUG ကပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းဆက်သားပါချပါရရှင်။ ီကနေ့ညခင်ရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်